နိုင်ငံတော်ဝန်ရေကြီးမှုတံကိုခန်းစားနေရတဲ့ဒေသတွေထဲမှာလဗရန်မြို့နယ်ကရွာတွေလည်းပါဝင်နေပါတယ်လဗရန်မြို့နယ်တွေကရွာတွေရေကြီးနေမှုအခြေအနေတွေကိုသိနိုင်မှုအတွက်လဗရန်မြို့နယ်တွေကဖိုးကရိုးရွာမှာရောက်ရှိသတင်းယူနေတဲ့ကိုကောင်းထက်ကျော်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုကောင်းထက်ကျော်ရေလဗရန်မြို့နယ်တွေကရေကြီးနေမှုအခြေအနေတွေကိုအရင်ဆုံးပြောပြပါဦးခင်ဗျ ဟုတ်ကဲ့ပါအခုရေ ရေနှင်းမြုပ်တယ်ပေါ့နော်ဒီဟင်းသရာဟိုတပတန်းနေပြီးတော့ဟင်းသရာကိုသွားတဲ့လမ်းပိုင်းမှာပေါ့နော်ဒီဖိုးကရိုးဆိုတဲ့ဒီချောင်းတရားကိုတော့မဖြတ်လို့မရတော့ဘူးခင်ဗျာအချိန်ကတော့အခုလောလောဆယ်သိထားရဲ့ဆင်းရဲရတော့အိမ်ရွာပေါင်း၄ရွာပေါ့နော်အိမ်ခြေပေါင်းစုစုပေါင်း900လောက်ရှိတယ်လို့သိရတယ်မြုပ်နေတဲ့အရက်ကတော့၄ရက်လောက်ရှိတယ်လို့သိရတယ်ခင်ဗျာဟုတ်ကဲ့ပါကိုကောင်းထက်ကြော်ရေရေပေးကြောင်းအသေးပြောင်းနဲ့ပျက်စီးဆုံးရှုံးမှုအခြေအနေကတော့ဘယ်လိုမျိုးများရှိလဲခင်ဗျာ ဟုတ်ကဲ့ဒီမှာရေအကုန်လွှမ်းမိုးသွားပြီးတော့ပေါ့နော်ဘားကင်းနေနှမ်းကင်းနေအကုန်ရေလွှမ်းမိုးရတယ်ပြီးတော့ဒီနွားတွေကရေထဲမှာထားထားတာ၂ရက်လောက်ရှိလို့သိရတယ်ခင်ဗျအဲပြီးတော့အဲ့နွားတွေကိုရွှေ့ဖို့လဲဒီနေရာမှာပေါ့နော်အခုဆက်လေအခက်ခဲတွေရှိတယ်သိရတယ်ပြီးတော့အခုဒီဘေးဘက်ဝဲရမှာကားလက်မိုက်ဘေးဘက်ဝဲမှာရှိရငါးကန်တွေတော်တော်များများလဲကျိုးရတယ်လို့သိရတယ်ခင်ဗျာဟုတ်ကဲ့ပါကိုပေါင်းကြော်ရင်ဒီဘေးတန်ခန်းစားနေရတဲ့ပြည်သူတွေအပေါ်ကိုအကူအညီကယ်ဆယ်ရေးလုပ်ငန်းတွေရောဘယ်လိုမျိုးများရောက်လာပြီလဲခင်ဗျာ ဟုတ်ကဲ့ဒီရေနှင်းမြုပ်တဲ့နေရာကလူတွေပြောကြားပုံရတော့ဒီကဟိုမွေတွေအိမ်မော်တက်တယ်လို့သိရတယ်ညာဘက်ဆိုမအေးရဲဘူးပေါ့နော်တရက်စီမီရလည်းမရှိဘူးပေါ့သူတို့ဖျောင်းနိုင်ပဲနေနေရတယ်ခင်ဗျအဲရေတွေကလည်းဒီမှာရေတက်လာတယ်ခင်ဗျရေကလည်းတန်ရှိမှုမရှိတော့ဘူးလို့သိရတယ်ခင်ဗျရေပေးတဲ့အခန်းနေရာတဲ့သူတွေရဲ့အဓိကလိုအပ်ချက်ကဘာတွေများဖြစ်မလဲကိုကောင်းထက်ကြော်ရေးပြီးတော့ဒေတာအာနာပိုင်းတွေဘက်ကရောဘယ်လိုမျိုးအကူအညီတွေပေးနေလဲခင်ဗျဟုတ်ကဲ့ခင်ဗျဒီမှာ ရေရေကြီးနေတာလေးရက်လောက်ရှိပြီဆိုတော့လေလိုအပ်နေတာကရေတန့်တို့ဒီတမီးတို့သေးပွားခက်ခဲတို့ပြီးတော့ဆက်လေတို့ပါလို့လည်းလိုအပ်နေခင်ဗျအဓိကလိုအပ်ချက်ကတော့ကယ်ဆယ်ရေးပါပဲအခုချိန်ပြီးတော့သက်ဆိုင်ရာတာဝန်ရှိတဲ့ဘက်ကတစုံတရာဘာမှလာရောက်ကိုကယ်ဆယ်ရေးလုပ်ချင်တော့မရှိသေးဘူးလို့သိရတယ်ခင်ဗျဟုတ်ကဲ့ပါအခုလိုမျိုးဖြည့်ချပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုကောင်းထက်ကျော်ကြီး ဒါကတော့လက်ဗရန်မြို့နယ်တဲကရွာရီရေကြီးနေမှုအခြေအနေတွေကိုသိနိုင်မှုအတွက်လက်ဗရန်မြို့နယ်တဲကဖိုးကရူးရွာမှာရောက်ရှိသတင်းယူနေတဲ့ကိုကောင်းထက်ကျော်ကိုတိုက်ရိုက်မေးမြန်းခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းသတင်းတွေကိုတင်ဆက်ပေးဦးမှာပါ